အလုပ်ဝင်မလာပါလေပေါ့မြို့မှာ fan page ကဆင်းသက်ပါဆိုတော့ကျွန်တော်ဒီနေ့ကတော့ဒါတရင်နေလည်းတိတ်မပြောတော့ဘူးပေါ့နော်တိတ်တရင်နေလည်းအရင်ထွေတူတူရန်ထူကြရတဲ့တရင်နေမရှိရဖြစ်တဲ့အတွက်တရင်တော့မတင်ဆက်ပေးတော့ဘူးပေါ့နော်ကျွန်တော်ဒီနေ့ကတော့ဒါ Anis Lot အကြောင်းကျွန်တော်အမြင်လေးပေါ့နော်ကျွန်တော်တွေးမိတာလေးနည်းနည်းပြောမယ်ပေါ့နော်ဆိုတော့အဲ Anis Lot ကဒါအခုချိန်ထိသူ့ရဲ့ပေါ့နော်အဲသူ့ရဲ့ဒီအဲ portrait 7ယောက်စီးရင်အကောင်းဆုံး portrait 7ယောက်စီးရင်ကိုခုချိန်ထိမသိသေးဘူးပေါ့နော်ဆိုတော့ အဲဒီဟာကိုဗမာသိနိုင်လဲဆိုတော့ကျွန်တော်တို့ဒါဒါ brother ကိုလည်းသိမှာပါအဲကျွန်တော်တို့ဒီရာသီစတဲ့ရနေပြီးအခုချိန်ကြီးသူကစားခွက်တွေအမျိုးမျိုးပြောင်းနေအဲကစားဟန်လည်းအမျိုးမျိုးပြောင်းသလိုဒီအဲလူစင်းလဲပေါ့နော်လူစင်းလဲသူအမျိုးမျိုးပြောင်းပြီးတော့ကစားတာကိုတွေ့ရတယ်ပေါ့နော်ဒါအထူးသဖြင့်ဒီ right back ပေါ့နော်အထူးသဖြင့် right back နေရာရယ်ကွင်းလဲနေရာရယ်ပြီးအထောက်တန်းစမှုနေရာရယ်ဦးအဲသူထောက်လျှောက်ပြောင်းပြီးတော့ဆော့တယ်ဒါပေမဲ့ low one stable ဖြစ်တဲ့ ဒါ reliable ဖြစ်တဲ့ကစားပုံဒီ score system ဖြစ်တဲ့အရာကိုကျွန်တော်မြင်တွေ့ရခြင်းမရှိဘူးပေါ့နော်ဆိုတော့အဲ့ဒါဘာကြောင့်အဲ့လိုမျိုးဖြစ်နေရလဲဆိုပြီးကျွန်တော်ပြန်စဉ်းစားကြည့်ရောဒါပထမဆုံးတစ်ချက်အနေနဲ့ဒီ arnis log ကဒီယာဒီပေါ့နော်ဒီယာဒီတစ်ခုလုံးကိုသူ့ရဲ့ချိကက်ပုံမှားတယ်လို့ပဲကျွန်တော်မြင်တယ်ပေါ့နော်ဒီယာဒီတစ်ခုလုံးပြောချင်တာကဗျာကျွန်တော်ဘောလုံးယာဒီမစခင်မှာတေချာပေါ့ကျွန်တော်တို့ဒါ pre season နေရှိရယ်ဒါ pre season နေမှာက ါဒီအသင်းတွေအနေနဲ့ကတေချာပေါက်ဒီဒီဒီရာဒီမှာငါတို့ဘယ်လိုမျိုးစောင့်မယ်ဘယ်လိုမျိုး strategy ကိုအဓိကထားပြီးတော့ဒါကစားမယ်ဆိုတဲ့ဒီသူတို့ goal တွေကိုချမှတ်လေးရှိရပေါ့နော်အဲ့ဒီနေရာမှာဒီ analyst log ကဒါဒီသူတို့ရဲ့ဒီ strategy ပေါ့သူ strategy ကြီးက ဒီຢာဒီကိုချီးကပ်ပုံကလွဲမှားသွားရတယ်လို့ပဲကျွန်တော်ထင်တယ်ဗောနော်လွဲမှားသွားဖြစ်တဲ့အတွက်တေချာပေါ့ဒါဒီပါဘူးကဂျာစီစတယ်ဟိုကပြဿနာတက်နေရမနိုင်မွဲတွေဆက်နေပြီမဲ့လေနိုင်မွဲဆက်နေပြီမဲ့ပြဿနာတွေရရှိနေရဆိုတာကအားလုံးသိရဗောနော်အထူးသဖြင့်ကျွန်တော်တို့ဒါနောက်ကြကိုးတွေနဲ့ဒါအသေးအတန်တွေအသေးအတန်တွေအသေးအတန်တွေလိုက်ဆော့ပြီးတော့မှနိုင်မွဲတွေရတာဗောနော်ဆိုတော့ပထမတစ်ချက်အနေနဲ့ကခုနကကျွန်တော်ပြောသလိုဗောနော် ဒီဒီယာဒီတစ်ခုလုံးကိုအာနီစလော့ကိုချီးကပ်တဲ့ပုံမှားတယ်ဗောနော်အဲသူ့အနေနဲ့အဲသူ့အနေနဲ့ဒါကျွန်တော်စိတ်ထင်ဗောနော်ကျွန်တော်စိတ်ထင်သူ့အနေနဲ့ဒီအရာကိုဒါကောင်းကောင်းမပြင်ဆင်နိုင်ဘူးလို့ပဲကျွန်တော်ကောင်းစင်တယ်ဘာကြောင့်လဲဆိုတော့ဒီအရာကို तू မသိတာမဟုတ်ဘူးအဲ तू သိရဗောဒါပေမဲ့အဲ့ဒီယာဒီဂျိုဒုံးက तू စဉ်းစားခဲ့ခြင်းမှာစဉ်းစားခဲ့လိမ့်မယ်လို့ကျွန်တော်ထင်တယ်ဗောနော်အဲဘာကြောင့်လဲဆိုတော့လီဗာပူးကကျွန်တော်တို့ဒါရှုံးပွဲတွေဆက်လာတဲ့အချိန်အထူးသဖြင့် အဲမမရရကျွန်တော်တို့ဒါမန်ယူနိုက်တက်ကိုရှုံးပြီးတဲ့အချိန်မှာသူထုတ်ပြောတယ်ဗောနော်အဲ့ဒါကအဲ့ဒါကဘယ်လိုပြောမလဲဒီပရီးမီးယားလိဂ်မှာရှိအသေးနေရကစားဟန်နေကတာပြောင်းလဲနေတယ်ဗောနော်ပြောင်းလဲသွားပြီအဲ့လိုမျိုးပြောင်းလဲနေတာကဒီရာသီမှမဟုတ်ဘူးဗောနော်ပြီးခဲ့တဲ့ရာသီအဲပြီးခဲ့တဲ့ဒီကျွန်တော်ဒီချန်ပီယံဖြစ်ခဲ့တဲ့ရာသီရဲ့ဒါဒူရီယာရာသီဝတ်ထဲကိုက ပြပြလေးအတင်းရဲ့ကစားရံနေရပြောင်းလဲနေခဲ့ဆိုပြီးသူပြောတယ်ပေါ့နော်အခုတစ်ပြစ်သူကဒါအမြင်ဘောတွေကိုအမြင်ဘောတွေအမြင်ဘောတွေကိုအားပြုပြီးရဆော့တာကိုသူဆိုလိုချင်တဲ့ပုံပေါ့နော်ဆိုတော့ဒီအရာကိုသူ့အနေနဲ့အဲကျွန်တော်စိတ်ထင်ကပေါ့နော်ဒီဟိုဟာဝါရသီဂျူမာသူအဲ့ဒါကိုထည့်ပြီးတော့မစင်စားခဲ့ဘူးလို့ကျွန်တော်ထင်တယ်ပေါ့နော်အဲအဲ့ဒါကြောင့်မို့ပဲဒီဒီအရာကဒီအဲ့အရာကဒါတောက်ချောပြဿနာတွေတက်ပြီးတော့မှသူ main တိုက်တဲ့ပွဲမှာဒါထုတ်ပြောရဲဆိုတော့အဲကျွန်တော်အမြင်ကတော့ဒီအရာကိုသူရသီဂျူတော့က မစင်းစားခဲ့ဘူးလို့ကျွန်တော်မြင်တယ်။အဲအဲ့အပြင်ကိုဒီအာလီဗာပူးအသင်းကယာတီဂျိုမှာဒါအကောင်းဆုံးပြင်ဆင်နိုင်တဲ့အကောင်းဆုံးပြင်ဆင်မှုတွေမလုပ်နိုင်ခဲ့ဘူး။အထူးသဖြင့်ဒါဒီအထူးသဖြင့်ဒီကစားသမားအသစ်တွေကတချို့ကစားသမားအသစ်တွေအသင်းနဲ့ဒါနောက်ကျပြီးမှပူပေါင်းလာမျိုးအထူးသဖြင့်ဒါလည်းစနိုက်အင်စာပေါ့နော်။အဲနောက်ကျပြီးမှပူပေါင်းလာမျိုးတွေရှိရဲ့။အဲ့အပြင်ကိုအဓိကကစားသမားဖြစ်လာမဲ့ကစားသမားတချို့ကဒဏ်ရာပြဿနာရဲ့ကြောင့်အဲကျွန်တော်တို့ ဒါရာသီကြိုမပူပေါင်းနိုင်ဘူးဘောနော်ဒါ corner pretty လို့ကစားသမားမျိုးတွေရာရာသီကြိုအပြည့်အဝမပူပေါင်းနိုင်ဘူးဆိုတော့အာသူတို့ဒီ uninstall အနေနဲ့ဒီ strategy ချရဲ့နေရာမှာဒါလိုအပ်ချက်ရှိရဲအဲ့ဒီပြင်ကိုရာသီကြိုပြင်ဆင်တဲ့နေရာမှာလည်းလိုအပ်ချက်ရှိရဲဘောနော်အဲနောက်တစ်ချက်ကကြတော့အဲနောက်တစ်ချက်ကကြတော့ဒါဒါကဒီ အားလုံးလည်းသိပြီးသားဖြစ်မှာပါဒီကစားသမားအသည့်ဒီ M ဝင်တဲ့ကိစ္စပေါ့ဒါကတော့ဒါထက်ထက်လေးထက်ထက်လေးဒီကိစ္စပဲပြောနေရပါဘောနော်ဒီဖြစ်တာကျွန်တော်ပြောမယ်ဒါဖူဘတ်ဒီဖူဘတ်ဒီအဲဖူဘတ်ဒီအစင်မပြေတာကြီးပြောမယ်ကျွန်တော်တို့ဒါဒီလက်စလာအစ်ဆာအစင်မပြေတာကြီးပြောမယ် for your vs အတွက်သူအကောင်းဆုံးနေရာကိုသူမဖန်တီးပေးနိုင်တဲ့အရာကြီးပေါ့နော်ဆိုတော့ထားပါတော့ဒီကစားသမားတွေ M ဝင်ဘူးကစားသမားအသည့်တွေကဒီအထိုင်ကျဖို့ရုန်းကန်နေရဆိုတော့လူတိုင်းသိရပေါ့ဆိုတော့ဒီညာကဒါကျွန်တော်တိတ်မပြောတော့ဘူးပေါ့နော်ဆိုတော့အဲ့အဲ့ ဒီအဲ့ခုနကျွန်တော်ပြောရဲပေါ့နော်ဒီသူ့ရဲ့ကစားသမားအကောင်းဆုံး17ယောက်စင်းကိုမတိအဲမရသေးရဲ့နောက်တစ်ချက်ရှိအဲ့ဒါကတော့ကျွန်တော် injury တွေ injury တွေကလေပေါ့ဘူးအသင်းကဒါဒီလူတွေကသာပေါ့နော်အရန်ကြီးလေပေါ့ဘူးအသင်းက injury injury concern ပေါ့နော် injury ပြဿနာမရှိဘူးလို့တော့ထင်တာတကယ်က လေဘဘူးမာကအင်ဂျူရီပြဿနာရှိရအထူးသဖြင့်ဒါအလက်စစ်မက်ကလန်စတာလို့လူမျိုးကစားသမားမျိုးကြီးပြီးဂျိုကိုမတ်တို့လို့ကစားသမားမျိုးတွေသူတို့ကဒါဒိုင်ယာအကြီးကျယ်ကြီးအဲ့လိုမျိုးထားပါတော့ဗျာလား official ထားပါတော့ official 3လားတို့ official 4လားတို့လားအဲ့လိုမျိုးနားနားရပါမယ်လို့သာဒါသတင်းတွေမထွက်တာသူတို့ကကြက်ခိုင်မှုကမပြည့်ဘူးဆက်နေရသည်မပြည့်သလိုဖြစ်နေရဆိုတော့ဒီမက်ကလန်စမက်ကလန်စဆိုရင်တည်တာတယ်ညာတိစ ပိုင်းတောက်လျှောက်မှာကျွန်တော်တို့ဒါကြက်ခိုင်မှုမပြေပြဿနာကိုမြင်ရတယ်ဂျိုကမကလည်းကြက်ခိုင်မှုမပြေဘူးလက်ဆန်းအီဆက်ပြောမနေနဲ့တော့အခုချိန်ဒီကြက်ခိုင်မှုကဒါပုံမမရသေးဘူးအဲ့အပြင်ကိုမှဒါဒီဒါဒီနောက်တန်းကလီယိုနီပေါ့နော်ကျွန်တော်တို့ဒါလူငယ်ကစားသမားလေးဂျီယိုဗန်နီလီယိုနီက ACL တန်းရရသွားတယ်ဒါတော့မှကိုနာတေးကထမဖောက်သေးလို့ ကိုနာတိကလည်းဒဏ်ရာပြဿနာမကြာခဏရလက်တဲ့ကစားသမားသူရဲ့ဒဏ်ရာအင်ဂျူရီရီကော့ကကောင်းတာမဟုတ်ဘူးပေါ့နော်တကယ်လို့ကိုနာသေးတာထားဖောက်မယ်ဆိုရင်လေဘာဟုတ်ရဲ့အခုလက်ရှိနောက်တန်းတွေကတော့တော်တော်ကိုစိုးစိုးဝါးဝါးဖြစ်သွားနိုင်ကြီးရှိရပါတော့ဆိုတော့ထားပါတော့လီဗာပူးမှာကခုနပြောသလိုပေါ့နော်ဒါ injury concern တွေရှိရဲအထူးသဖြင့်အခုဆိုရင်ကျွန်တော်တို့ခုနပြောသလိုပေါ့နော်ဒါဒီဂျိုကိုမတ်ကလည်းချက်ခိုင်မှုပြေကိုရုံးခဲ့နေရတယ်ကော်နာဘရက်လီရောဂျမီဖရီမောင်ရောကနာနေတယ် ကိုယ်နဲ့မှာဆိုရင်ကျွန်တော်တို့ဒါ Alexis McCluster ကကြက်ခိုင်မှုမပြည့်ဘူးဒီရဒီရဒီရတွေကြောင့် Arden Slot အနေနဲ့အဲသူ့အနေနဲ့ပေါ့နော်ဒီလိုမျိုးအာဒီဒီလိုမျိုးအရာတွေကြောင့်ကစားသမားဒီကိုအမြဲတမ်းပေါ့နော်အမြဲတမ်းဒီ7ရက်စီရင်ထားဖို့ဆိုတာသူ့အတွက်ခက်တယ်ပေါ့နော်အဲမာဂါကိုထုတ်မာဂါကိုအောက်ပြီးရောအာ Super Slide နဲ့ Grand Bash ကိုတွဲရလိုက် Grand Bash နဲ့ဂျုံကိုတွဲပြီးရော Super Slide ကိုဒီ Super Slide ကိုဒီခုနပြောသလိုပေါ့နော်ဒါ right right back ကိုပို့ရလိုက်အဲ့လိုပဲ အဲရှေ့တန်းမှာသနာအီဆာကလနာအီဆာကဒီအဲကြက်ခိုင်မှုမပြေတော့အီဂီတီကီကိုတောင်းဝလိုက်အဲကပိုနီယာမှာဖရီယန် VS နဲ့ဒါလဲပြီးတော့တောင်းဝလိုက်နေသူအနေနဲ့ဒါကစားသမားတွေကိုနေရာချရတာဒီဒိုင်ယာပြဿနာတွေကလည်းတော်တော်အခက်အခဲရှိနေရပေါ့နော်ဆိုတော့ဒါတစ်ချက်နောက်တစ်ချက်ကကြတော့ခုနကဒီခုနကဒီကျွန်တော်တော်ပွဲခုနပြောတဲ့အတိုင်းပေါ့နော်ဒါစီဂျိုမှာကောင်းမွန်တဲ့မှန်ကန်တဲ့ strategy ကိုမချနိုင်ဘူးပြီးတော့ခုနက သာသမားတွေရဲ့ဒီဖောင်အောင်နေတာရောအင်ဒီဂျူပြဿနာဒီကြောင့်ရောကြောင့်ဘာလဲွာလဲဆိုတော့ကစားဟန်ကိုပြောင်းရတယ်ကစားကွက်ကိုပြောင်းလိုက်ရတယ်ဆိုတော့ကစားဟန်ကတိတိတသာဒီနောက်ပိုင်းမှာဆိုရင်တိတိတသာပြောင်းတယ်ပေါ့နော်ဆိုတော့ဒီဘောက်ကြီးရဲ့ကစားဟန်ကများအားလုံးသိရတဲ့အတိုင်းပဲအထူးသဖြင့်ကျွန်တော်တို့ present ကိုဦးစားပေးပြီးတော့ဆော့တယ်အဲ present ကောင်းတယ်ဆိုပြီးတော့ကျွန်တော်တို့ကဒါဒါနာမည်ကြီးခဲ့တဲ့ present နဲ့ကျွန်တော်တို့အောင်မြင်မှုတွေရခဲ့တဲ့အသင်းပေါ့နော်အာဆိုတော့ အခုဆိုရင်ဒီဘဘူးကဒါပွဲရာသီအစပိုင်းလောက်တာ present ကိုကောင်းကောင်းဆော့နိုင်ပြီးတော့ဒီနောက်ပိုင်းပွဲတွေမှာ present ကိုမဆော့တော့ဘူးပေါ့နော်ဒီ present မဆော့တော့တဲ့မဆော့တော့ဘူးဆိုတာလည်းဘာကြောင့်မဆော့လဲ present ဆော့လို့လည်းမရဘူးဖြစ်နေရ present ဆော့တော့လည်းဒီပြိုင်မက်တွေကဒါခုနပြောလို့ပေါ့နော် present တက်ဆော့ရတယ်ခါတို့ကဒါနောက်နောက်တန်းမှာပေးတတ်မလို့ဘူးခါတို့ကကန်ထုတ်မှာကန်တင်မှာဆိုရက်ပြဿနာကြီးတက်လာအောင်ဆိုတော့ဒီဘဘူးကဘလောက်ပဲဒါ present လို့လို့ဟိုဘက်တိုင်ဘက်နောက်တန်းနဲ့ကုသမာကန်ထုတ်လိုက်တယ်အဲ့အဲ့အဲ့အတော့ ဒါခုနက present လောက်လာတဲ့ကစားသမားအရှိကိုလေပါဘူးကစားသမားရဲ့ present ရှိကိုတက်ပြီးလောက်လာဖြစ်တဲ့ကိုယ်လက်မှာ hard court ဒီပေါ်အဲ့ hard court တွေကနေတစ်စက်တိုင်ဘက်က second ball တွေကောက်ပြီးရောလေပါဘူးကအခါခါထိုးတတ်တယ်ပေါ့နော်ဆိုတော့အဲ့ဒီကစားအဲ့ဒီအဲ့လိုမျိုးပုံစံမျိုးကစားလို့မရတော့ဘာလောက်ကလဲဆိုတော့ကစားကွက်ပြန်ချိန်ရတယ်အဲကစားကွက်ချိန်တဲ့နေရာမှာကျွန်တော်တို့အာဒီ whatsapp နဲ့ပွဲပြီးခဲ့တဲ့ကျွန်တော်တို့ဒီ sanara နဲ့ပွဲနဲ့ပွဲကတော့တိတာတယ်အဲတခြား ွဲတွေရှိသေးတယ်เนาะတခြားပွဲရှိသေးတယ်သူကစားကွက်ချိန်တာအထူးသဖြင့်သူက present ကိုမဆော့တော့ဘူးကောเนาะ present ကိုမဆော့တော့ဘူး present ကိုဒါသူတို့ဆော့လွတ်ထားတယ်လို့ကျွန်တော်ပြောလို့ရတယ်အဲ present ကို indict ara in လိုမျိုးမလုပ်တော့ဘူးသူတို့ကအရှိကိုပေါ့เนาะအာဒီတစ်ဖက်ကပြိုင်ဘက်ကဒါအရှိကိုကန်တင်ကန်တင်ဖို့သူတို့ပေးစီခြင်းတဲ့ဒီ present လမ်းကြောင်းကိုဖွင့်ပေးတဲ့ပုံစံမျိုးပဲသူတို့ကဒါ force force လောက်တာပေါ့နော်ဒါ force လောက်တဲ့ပုံစံမျိုးပဲကျွန်တော်တွေ့ရတယ်အရင်လို inner eye light တုံးဝ present lane နဲ့အကုန်လုံးပိတ်မယ်အဲပြီးသွားရင်အဲပြီးသွားရင်တုံးဝကိုဒီ force to error ဖြစ်အောင်လုပ်တဲ့ဆိုတဲ့အဆင့်ကိုမရောက်တော့ဘူးအဲ level ခုနပြောသလိုပေါ့နော်အဲကွင်းလယ်မှာပဲကွင်းလယ်မှာပဲလူအသာစီးရအောင်လုပ်ပြီးတော့ကွင်းလယ်မှာပဲဒါခုနဒါဒီ second ball တွေ second ball တွေမဆုံးရှုံးရအောင်ဒီ jewel တွေမဆုံးရှုံးရအောင်ပို့ပြီးအားထုတ်လာတာကိုတွေ့ရဆိုတော့အဲ့လိုမျိုးကစားဟန်ကိုပြောင်းလိုက်ရပြီဆိုတော့ဘာဖြစ်လာလဲဆိုတော့ လူစင်းမှာထပ်ပြီးတော့ချိန်ရအောင်အဲအထူးသဖြင့်ဒီအဲခုနကကျွန်တော်ပြောကစားဟန်ဆိုရင်များသောအားဖြင့်ကျွန်တော်တို့442နဲ့ဒါကစားကြရတယ်ပေါ့နော်အဲ442နဲ့ကစားကြရတယ် Florian VS ကဘယ်တောင်မှဆိုပေမဲ့ဘယ်တောင်မှမှာဒီပြထားပေမဲ့သူကကျတော့နံပါတ်10 row ကိုမှဒါ free row ဆော့တယ်အဲကိုရီကဘူကဘယ်ဘက်တောင်မှမှာဒါ left wing ပေါ့နော် left midfielder အနေနဲ့ဆော့တယ် right မှာကတော့အာဒီ Adonis Sobos line ဆော့တယ်ပေါ့နော်ဆိုတော့ ကစားဟန်မှာချိန်လိုက်ရတာဖြစ်နေတယ်တေချာပေါင်းလူတွေရဲ့ role တွေကပြန်ချိန်လိုက်ရအောင်ဆိုတော့အခုချိန်ဒီလီဗာပူးကကျွန်တော်အသင်းကပေါ့နော်ကျွန်တော်အသင်းကဒုံးဝကိုဒါတောင်းတင်ရေမရဘာလို့လို့လောက်ကမယ်မသိရဲ့ပုံစံမျိုးကိုတွေ့ရရပေါ့နော်အဲဒီလိုပုံစံဆိုရင်ဒီလိုပုံစံဆိုရင်ကျွန်တော်စိတ်တည်းဟာလစ်စလော့ကမလွယ်ပါဘူးဟာလစ်စလော့ကအခုချိန်ဒီအခုချိန်ဒီဒီအပြေရှားနိုင်စွမ်းမရှိသေးဘူးလို့ပဲကျွန်တော်မြင်နေပေါ့နော်အဲသူ့ရဲ့ဒီလီဗာပူးရဲ့ဒီ ဒီဒီဇင်ဘာလောက်ဒီမှာဘူးချောင်းတာဒီဇင်ဘာပဲရှိရယ်တော်ရင်ဟော့စပါတသိန်းလောက်ပဲကျွန်တော်တို့ဒါအသင်းကြီးစင်းထဲမှာပါတယ် Brighton တသိန်းလောက်ပဲကျွန်တော်တို့ခက်ခဲမဲ့အသင်းထဲမှာပါထားပါတော့စနလန်ကတော့ခက်ခဲမဲ့ဆိုကျွန်တော်တို့သိပြီးသားတခြားပွဲတွေတခြားဒီအသင်းတွေကဒီဘဘူးကနိုင်ဝနိုင်ရမဲ့အသင်းတွေတကယ်လို့ဒီဒီဇင်ဘာမှာလာလေဘဘူးကဒါကြည်လန့်နိုင်တဲ့ဂျက်လက်မျိုးမရဘူးဆိုရင်တင်ကြပေါ့အာနီစလော့ကဒါလီဗာပူးလီဗာပူးနီးပြပွားနေပြီးတော့ အလီဘာဘူးနိဗ္ဗာန်ရာလူကနေပြီးတော့တုတ်ထွက်တဲ့အနေအထားမျိုးထိဒါရောက်သွားမယ်လို့ကျွန်တော်ထင်တယ်ပေါ့နော်ဆိုတော့အခုချိန်ဒီလီဘာဘူးကအခုနကျွန်တော်ပြောတဲ့အကြောင်း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 တွေတော့အာနီစလော့ကအခုချိန်ဒီသူ့ရဲ့အကောင်းဆုံး17ရောင်စင်ကိုသူအခုချိန်ဒီရှာမတွေ့သေးဘူးဘယ်ချိန်မှရှာတွေ့မလဲရှာတွေ့မလဲဆိုတာလည်းကျွန်တော်မပြောတတ်ဘူးပေါ့နော်အဲဒီလိုပုံစံအရဆိုရင်ခုနပြောသလိုကျွန်တော်ပြောပြီးသားဒါဒီဂျိုတဲကူကသူတို့ချိကက်တဲ့ပေါ့နော်သူဒီဒီစီဇန်ကိုချိကက်တဲ့သူတို့ game plan ပေါ့နော်ဒီစီဇန်ကိုချိကက်တဲ့သူတို့ရဲ့ strategy ကူက လွဲနေတာဖြစ်တဲ့အတွက်တေချာပေါက်တီးရတီးပေါ့ကျွန်တော်နောက်ဆက်တွဲကတော့ရုံးကန်ရအောင်ပါပဲဆိုတော့ဟိုဘယ်လိုပြောရမလဲဒီအာဒီပေါ့နော် international break တွေကလည်းအခုဆိုရင်မရှိတော့ဘူးဗျာဆိုတော့ပြီးခဲ့တဲ့ international break နှစ်ခါသုံးခါလားမသိဘူးကျွန်တော်ရှိရအဲ့ international break တွေတဲမှာလည်း Liverpool အသင်းကဒါအထီးရအောင်ကောင်းကောင်းကျွန်တော်အပြေမရှာနိုင်ခဲ့ဘူးဆိုတော့တေချာတယ် Liverpool အသင်းကဒီနှစ်မှာကျွန်တော်တို့ ဒါအဆိုပါဆုံးအစဉ်ရက်တည်မှုမရှိဖို့ကိုပဲကျွန်တော်တို့ဒါဆူတောင်းရမယ့်အနေအထားမျိုးဖြစ်နေပြီပေါ့နော်အဲဒီဘဘူးကပရီးမီးယားလိမှာအဆိုပါဆုံးရက်တည်မှုကအဆင့်၈အခုဆိုရင်တော့ကျွန်တော်အဆင့်၈မှာရက်တည်နေတယ်အဆင့်၈ထက်လည်းဂျာတီကောင်ရင်အောက်ကျသွားနိုင်တဲ့လာလာမျိုးကျွန်တော်မြင်နေရရပေါ့နော်ဆိုတော့အာဒီဂျာတီကတော့မတွေ့ပါဘူးအာအနီစလော့အနေနဲ့လည်းဒီသူတို့သူ့ရဲ့၁၇ယောက်စီး၁၇ယောက်အကောင်းဆုံး၁၇ယောက်ကစားသမားစင်းကိုသူမရှာနိုင်တရွေ့တော့ ူ့အနေနဲ့လည်းအခြေအနေမကောင်းလို့ပဲပြောချင်တယ်ဗောနော်ဆိုတော့လာကြည့်ပေးကြညီကိုရီအားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ